အလိုအလိုမင်္ဂလာပါစတရီမကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဗီဒီယိုမတင်ပြတာတော့တော်တော်လေးကြာသွားပြီအဲဘာလို့လဲဆိုတော့ကျွန်တော် live video ပဲလုပ်ဖြစ်တယ် live video မှာပဲစကားပြောဖြစ်တယ်ပေါ့နော် video လုပ်တာကြာကျွန်တော်ကျွန်တော် post တွေကဒီ Facebook မှာတစ်ခါဒီလေ YouTube မှာတစ်ခါဟိုအရာထက်နေတာဆိုတော့ကျွန်တော်မလုပ်ဖြစ်တာလည်းပါတယ်ဘာဘာလို့ဆိုကျွန်တော်ကဒီတည်င်းထက်ဆိုင်အတွေးအမြင်ကိုပဲကျွန်တော်ပို့ပြီးတော့ပြောလေးပြောတာရှိကြဆိုတော့လေအဲ့တော့ဒီ ကျွန်တော်တို့ Manchester United ကအပြောင်းရွှေ့ကာလစပြီးတော့မကြောက်ဘူးဒီကွန်ဟာရောက်လာတယ်ပြောရရင်တော့ window ဖွင့်ပြီး6ថ្ងៃလောက်အကြာမှာကွန်ဟာကိုဒီတရားဝင်ရောက်ရောက်လာတယ်ပေါ့နော်အဲ့တော့ကွန်ဟာဘလို့ကစားသမားလဲဆိုတာအကုန်လုံးတည်ပြီးသားအဲ့တော့အများကြီးလဲအတောကိုမိတ်ဆက်နေစရာမလိုဘာလို့လဲဆိုတော့သူက Premier League player ဖြစ်တယ်အကုန်လုံးလည်းရင်းနေပြီးသားတရင်ရတယ်တခြားသင်းတွေနဲ့ထွက်ပြီးသားဆိုတော့ဒီဒီကစားသမားကြောင့်အကုန်လုံးကတည်ပြီးသားပြောရရင် Manchester United နဲ့တရင်ထွက်တာတော့ ထွက်နေတယ်ဆိုပေမဲ့တကယ်တကယ်ရောက်လာတော့အောင်အလောက်ကြီးခုံထဖြစ်နေရမဟုတ်ပဲねဒီတလားတလားအတွက်ပေါ့အဲတန်ရောက်လာခဲ့တာပေါ့เนาะအဲ့တော့ဒါပေါ့အဲ့တော့ဒီကစားသမားပြသက်ပြီးတော့ကျွန်တော်အရင်ကတော့ဒီတခြားကလာတဲ့ကစားသမားတွေတခြားလိရလာတဲ့ကစားသမားတွေဆိုကျွန်တော်ကစားသမားမိတ်ဆက်သဘောမျိုးကျွန်တော်လုတ်ဖြစ်တယ်အဲသူ့ရဲ့ individual တွေ highlight တွေကျွန်တော် Telegram မှာတင်တဲ့ individual highlight တွေနဲ့လုတ်ဖြစ်တယ်ဘာလို့ဒါပေမဲ့ဒီကစားသမားကျွန်တော်အမြဲတမ်းလေးမြင်နေရတယ်ပြီးတော့ဒီဟာကိုသူ့ တခါလေး confirm ဖြစ်တာ ਨੇ ကျွန်တော်ကဒီဒီ athletic ကနေပြီးတော့ analysis ဟိုအဆောင်မအောင်ကျွန်တော်ဖတ်လိုက်ပြီးဖတ်လိုက်ပြီးတော့ကျွန်တော်ကျွန်တော်ဒီကြောင်းရည်ရလွှမ်းမှုမှုတွေရှိနေရောအဲ့တော့ကျွန်တော်ကျွန်တော်ကိုပိုင်ဟန်မဖြစ်သွားမှာဆိုလို့ကျွန်တော်မတင်ဖြစ်တော့ဘူးဗျာဟုတ်အဲ့တော့ဒီဟာကျတော့ခုကျွန်တော်ပြောမယ့်အကြောင်းအရာက Premier League ကနေပြီးတော့ Manchester United အနေနဲ့ကိုဟောင်းဘာကြောင့်လိုတယ်လဲဆိုတော့ဒီစောင်းမှာပေါ့နော်အဲ့ဒါကိုကျွန်တော်ပြန်ပြီးပြောတော့မှာဖြစ်တယ်။ Okay အဲ့တော့ကြာနေပြီစလိုက်အောင်နော်။ကျွန်တော် ယူနိုက်တက်ကကျွန်တော်သိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရာသီမှာ goal အရေးတော်ကတော်တော်နည်းတယ်ဒီတမိုင်းဝင်လို့ပြောလို့ရတယ်ဗျာ Premier League 2024 2025ရာသီမှာအာတွင်းကို44ကိုပဲတွင်းနိုင်ခဲ့တယ်အဲ့ဒီအရေးအတွက်က Everton နဲ့ဒီအောက်ဆုံး3သင်တက်ဆင်းဆောင်တဲ့3သင်ပြီးရင်အ ਨੇ ဆုံးဖြစ်နေတယ်ဒါဒီအတွက်ကြောင့်ကျွန်တော်တို့တိုက်စစ်ပိုင်းကိုတည်တည်တောက်အင်အားဖြည့်တယ်အခုဆိုရင်ကွန်ညာဖြည့်တယ်ပြီးရင် Striker တယောက်ဖြည့်ရင်ဖြည့်လိမ့်မယ် ပြီးတော့အံပွေးပွေးဆိုတော့ပဲကျွန်တော်တို့ချက်ဖြည့်ဖို့တည်းစဉ်းစားထားတာတွေ့တယ်အဲ့တော့ဒီ Premier League မှာ proven ဖြစ်ပြီးသားအာဟို playmaker တယောက် ကိုဘာကြောင့်လိုချင်တယ်အဲ့တော့ကျွန်တော်ဆက်ပြီးသွားအောင် Premier League မှာဒီ goal goal ပဝင်ပတ်သက်မှုတွေတဲမှာဆိုရင်ကိုဟာက तू तू ရဲ့ तू ရောက်ပြီးတော့တော့ဒီနေရာဒီအပြည့်ကစားပြီးတဲ့အချိန်မှာ Premier League goal ပဝင်ပတ်သက်မှုမှာအဆင့်ကိုချိန်တယ် င်ကုန်ချိတ်တယ်အဲ့ဒီပုံမှာဆိုမြင်ရလိမ့်မယ်အဲ့တော့ကွန်ဟာကတကယ် GA က21ဒီရှိနေတယ်ဆိုတော့ဒီကစားသမားတေချာပေါက်ကို goal နဲ့ assist တွေကို United ခြေတန်းအတွက်ကိုအကူအညီပေးသွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကွန်ဟာကိုဘယ်တော့ပထမဆုံးမြင်ရမလဲဆိုရင်လာမယ့်2025 Summer Series 26 July အနေနဲ့3 3 August အထိကစားမယ့် Summer Series မှာကျွန်တော်မြင်ရမယ်အဲ့မှာ West Ham United နဲ့ပွဲမှာအဲဒီ American မှာ အမေရိကန်တိုးပေါ့နော်အဲ့မှာကျွန်တော်တို့ကိုဟာကစားတာပထမအောင်စပြီးမြင်ရပုံများတယ်မန်ချက်စတာယူနိုက်တက်ဂျာစီနဲ့ပထမအောင်စပြီးမြင်ရပုံများတယ်အဲ့တော့ကိုဟာကဘလို့ယူနိုက်တက်လူစင်းမှာဘလို့ဝင်သွားမလဲကျွန်တော်သိတဲ့အတိုင်းပဲဝူဖာတန်က3421နဲ့ကစားတာ3421ဆက်တာပေါ့3ဘတ်ပေါ့3ဘတ်နဲ့ကစားတာပဲအမော်ရီကလည်း3ဘတ်နဲ့ပဲကစားတာပဲအဲ့တော့ဒီယူနိုက်တက်မှာအဓိကလိုအပ်နေတာကဒီဟက်စပေးမှာကစားနိုင်မဲ့ ဒီနံပါတ်10ရုံးမှာကစားနိုင်မဲ့သူလိုနေရကွန်ဟာကတကယ်ကိုအဲ့နေရာမှာကောင်းကောင်းကန်ကန်ကစားနိုင်တယ်။ तू ကသူ့ကစားမအချိန်အများစုကိုဝူပါတက်မှာဒီ left inside forward ပေါ့နော်။ left နံပါတ်10ရုံးလို့လည်းပြောကြတယ်။အဲ့နေရာမှာ तू ဘောလုံးကောင်းကောင်းလက်ခံပြီးတော့ကောင်းကောင်းကစားနိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်။အဲ့အဲ့တော့အမော်ရင်လိုချင်နေတဲ့ပုံစံနဲ့ quality ပဲကျွန်တော်တို့ဒီ heat map မှာဆိုကျွန်တော်တို့ကောင်းကောင်းကြီးမြင်ရတယ်ပဲ။ပြောရရင်ကျွန်တော်တို့ united က ယူနိုက်တက်ကွဲလည်ရဗျာဒီနံပါတ်7နှစ်ယောက်ရှိမယ်ပြီးတော့နံပါတ်10နှစ်ယောက်ရှိမယ်အဲ့အဲ့အလေးယောက်ကဒီ return ရဲ့ပုံစံ box ပုံစံကစားရပါတော့အဲ့တော့နောက်ကပြီးသမျှဘောလုံးကောင်းကောင်းလက်ခံနိုင်မဲ့သူလို့လေကျွန်တော်တို့ရှိမှရှိကာနာချိုရှိမယ်အာမက်ဒီယာလို့ရှိမယ်ဒါပေမဲ့သူတို့ကဝင်ကားရဲဆိုတော့အပြင်အစုံရောက်နေတာမျိုးရှိတယ်ပြီးတော့လက်ခံတဲ့နေရာမှာအားနေတာမျိုးရှိတယ်ကျွန်တော်တို့ဒီအသင်းမှာရှိမယ်ဆိုမေဆင်မောင်းရှိမေဆင်မောင်းဒီလိုကောင်းကောင်းလုပ်နိုင်တယ်ဒါပေမဲ့မလုပ်တော့သေးဘူးဗျအဲ့တော့ ီကွန်ဟာကဒီအလုပ်ကိုကောင်းကောင်းလုပ်နိုင်မယ်ကစားသမားလို့ကျွန်တော်တို့ယူဆလို့ရတယ်ပေါ့နော်ပြောရရင်ဒီ Wolf မှာသူတောက်လျှောက်ဒီလိုပဲကစားလာခဲ့တာဆိုအဲ့တော့ तू อ่ะ Premier League ကစားသမားတွေတဲမှာဒီလို Open Play ကနေနောက်ကဘောလုံးပေးတာကိုလက်ခံတဲ့ဟာက946ကျင်ရဲ့ तू อ่ะ assist နဲ့ထီရအောင် तू อ่ะဘောလုံးကောင်းကောင်းလက်ခံရဲတယ်အဲ့တော့ဒီပုံမှာဆိုရင် तू ကိုသူ့ကိုဘောလုံးပေးတဲ့နေရာက तू အပြာဇက်လေးတွေရတော့ဒါ तू သွားပြီး ဘလုံးဘောလက်ခံတဲ့နေရာပေါ့အဲ့တော့အဲ့တော့ तू အဲ့နေရာမှာဒီ LAM နေရာမှာဘောလုံးကောင်းကောင်းကြီးလက်ခံရဲတယ်ဒါဟာ United မှာလိုအပ်နေတဲ့နေရာလည်းဖြစ်တယ်အမြင်နဲ့ကျွန်တော်တို့ကနောက်ကနေရှိကိုပေးမယ်ဆိုရင်ဒီအဲဒီ pressure တွေမှာဘောလုံးလက်ခံရဲမဲ့သူမရှိတာမျိုးတွေ half done ပေါ့နော် half done လို့ခေါ်တော့ဘောလုံးရရတဲ့ခန္ဓာကိုယ်လှည့်ပြီးတော့ကိုယ့်ဘက်ကိုသွားတဲ့ဒါမျိုးလုတ်တဲ့ဟာမှာအားနေနေရာကိုဒီကွန်ဟာကောင်းကောင်းကြီးဖြည့်ဖြည့်ပေးနိုင်တယ်လို့ဒီ premium league report တွေကသိရတယ် ဲ့တော့ bowling skill ပေါ့နော်တည့်ရတိုင်းပဲ United မှာဘောလုံးနဲ့တပါးနဲ့ဆွဲပြေးနိုင်တဲ့ကစားသမားကတော်တော်နည်းတယ်ဟိုအစွန်မှာဆွဲပြေးတာတွေမဟုတ်ဘဲဒီ A ဒီကိုယ်အလယ်မှာဆွဲပြေးတယ်ဒါမှတော်တော်အားနည်းတာကိုကျွန်တော်တို့မြင်ရတယ်အဲ့တော့အမော်ရင်ရဲ့ဒီ Sporting က Manchester City ကို4-1နဲ့ပွဲကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အဲ့မှာဂိုးသွားတဲ့ဂိုးတချို့ကဒီလိုဘောလုံးကိုဆွဲပြေးပြီးတော့ဒီ Man City ရဲ့ pressing line ကို ကြော်ဖြတ်ပြီးတော့ counter press နဲ့ပေါ့ counter ဘောလုံးဘောလုံးကြော်ဖြတ်ပြီးတော့ကိုရအောင်ယူသွားတာမျိုးကျွန်တော်မြင်ရတယ်အဲ့တော့ဒီလိုမျိုးသူကမော်ရီယာယူနိုက်တက်မှာသုံးမယ်ဆိုရင်ကွန်ဟာကဒီပရီးမီးယားလိမှာအကောင်းဆုံးဘောကယ်ရီယာတယောက်ဖြစ်တဲ့အတွက်ကြောင့်ကွတ်တီအဲကွတ်တီဝင်နိုင်မယ်လို့ဒီပရီးမီးယားလိပေါ်ဆိုရယ်ပေါ့အဲ့တော့ကွန်ဟာဘလောက်ဘောလုံးဆွဲလဲသူကကွန်ဟာကတစ်ဖက်သင်းရဲ့ဟိုသုံးမုံတစ်ပုံကွင်းသွင်းသုံးမုံပေါ့ final third zone ခေါ်တာပေါ့အဲ့ဒီ final third zone တွေကိုဘောလုံးဆွဲပြီးဝင်တာ65ချိန်နဲ့ Premier League မှာအဆင့်၄ရှိတယ်ဒီ2024 2025ရာသီမှာပြီးတော့ဘောလုံးကြော်ဖြတ်ဆွဲယူနိုင်တဲ့အစွမ်းစမှာလည်းပဲသူက125ချိန်အထိဘောလုံးနဲ့အတူဆွဲအဲဆွဲပြီးတက်တစ်ဖက်ကူးမောင်းကြော်ဖြတ်နိုင်တယ်ပေါ့နော်အဲ့ဒါအဆင့်၉ရှိတယ်အဲ့တော့ဒီဒီလိုကနေပြီးသူက goal box ကိုဒီလိုတိုးချင်းကြော်ဖြတ်ပြီးတော့ဖြစ်ဖြစ်ဘောလုံးဆွဲဝင်ပြီးတော့ဖြစ်ဖြစ် goal အဲ တစ်ဖက်သင်းကိုဘက်ကိုသူသွားနိုင်တယ်ပေါ့အဲ့တော့ဒီလိုဘောလုံးဆွဲပြီးတော့တက်လာတာနေပြီးတော့ကိုကံခွင့်အနေနဲ့အဆုံးသတ်သွားတာ34ချိန်ရှိတယ်အဲ့ဒါကပရီးမီးယားလိမှာအဆင့်6အမြင့်ဆုံးဖြစ်တယ်အဲအဆင့်6ခုမြောက်ဖြစ်တယ်ပေါ့နော်အမြင့်ဆုံးအနေနဲ့အဆင့်6ခုမြောက်ဖြစ်တယ်ပြီးတော့ဒီဘောလုံးဆွဲတာနေပြီးတော့ဟို chance creation ရတာပေါ့ကံခွင့်ရတဲ့အထိအဆင့်အထိရောက်သွားတာက23ချိန်ရှိတယ်အဲ့ဒါကလည်း ဒီပြီးများလीမှာ6ခုမြောက်အများဆုံးဖြစ်တယ်ပေါ့ဒီဒီဇာမှာဆိုကျွန်တော်တို့မြင်ရတယ်အဲ့တော့ဒီဘောလုံးဆွဲတာနေသူက၄ကိုတွင်းနိုင်ပြီးတော့၄ကိုအစစ်ရခဲ့တယ်ဒါကပြီးများလीကဘောလုံးဆွဲပြီးတဲ့ကစားသမားတွေထဲမှာအဲ၅ခုမြောက်ဂိုးပောင်ရဲ့ပတ်သက်မှုအဲ၅ရောက်တော့ဂိုးပောင်ရဲ့ပတ်သက်မှုအများဆုံးပေါ့အဲ့လောက်ထိသူကဘောလုံးကောင်းကောင်းဆွဲပြီးတက်နိုင်တယ်ဒါဒီ United မှာအဲလိုနေတဲ့အရာပေါ့နော် United မှာရှိ고မရှိတဲ့အရာကျွန်တော်တို့ သူရဲ့ပရီးမီးယားလိဂ်ကိုပေါ်ရတာဆိုသူကအာမက်ဒီယာလို Raven ဘက်မှာအမော်ဒီယာသုံးကျင်နေဆိုပေမဲ့ဒီဘောဘောကယ်ရီယာအတွက်ကိုသူကနံပါတ်တန်းနေရာသုံးနေသုံးနေရတယ်ဆိုပြီးတော့သူပရီးမီးယားလိဂ်ပေါ်ကတော့ဆိုတယ်အဲ့တော့3421မှာဆိုရင်အဲကိုညာကသူနံပါတ်2နေရာကိုဟိုဒီ attacking midfield နေရာကိုသွားနိုင်ပြီဆိုရင်အမတ်ဒီယာလိုကသူကစားသူ့ကိုအမော်နေတုံးကျင်တယ်ဝင်းဘက်ကိုကောင်းကောင်းပြန်ဆင်းနိုင်မယ်လို့အဲဒီပြည်မြလေးကသုံးသက်ထားတယ်ဗောနော် အဲ့တော့ तू က defensive work ဘယ်လိုရှိလဲခံစစ်ကစားဖို့ဘယ်လိုရှိလဲဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့အဲပြီးခဲ့တဲ့ကျွန်တော်ရဲ့ဒီအဒီ athletic report မှာလားမသိအဲ့မှာညီကိုတောင်မေးထားသူ့ရဲ့ present ကဘယ်လိုရှိလဲပေါ့နော်အဲ့တော့မေးထားဆိုတော့ကျွန်တော်ဒီဟာကိုဒီဟာမှာကျွန်တော်မြင်ထားတဲ့ Premier League report ရအဲ့တော့ defensive work ဘယ်လိုရှိလဲပြောရရင်ဒီ wolf ကကြတော့ တခြားသူကအတင်းကြီးမဟုတ်တဲ့အတွက်ကြောင့် present တိတ်မလုပ်ဘူးအဲဆက်တရားလုံးဘလုံးနောက်မှာပဲနေတယ်အဲ့တော့သူ့ရဲ့ present ကတော့ဒီမှာဟိုအရာ result အရာတိတ်ထင်ရှားတာမမြင်အောင်ပြ Wolf ကဒီ final တက်ဆုံးပေါ့တစ်ဖက်သင်းရဲ့အသုံးမတဘောဟိုမှာအာဘောလုံးပြန်ပြီးရတာက142ချိန်ရှိတယ်အဲ့ဒါ premier league မှာ assist တစ်ဖြစ်တယ်ပြီးတော့အာ pass ါ defensive action ခေါ်တာပေါ့နော်သူတို့ defensive လုပ်နေချိန်မှာဟိုကပတ်စင်စနစ်တရမ3ချိန်အထိလုံနိုင်တယ်အဲ့ဒါဒီ Premier League မှာအဆင့်တစ်ဆင့်အဲ့တော့ဒီ United အနေအထားလို့မျိုးဒီ Amoring ကစားခြင်းနဲ့ Hub Hub Brazil နဲ့တော့သူအာကိုညာမကစားခဲ့ရဘူးပေါ့နော်ဟုတ်မှာဒါပေမဲ့အဲ့တော့သူ့ရဲ့ခန်းစစ်ကစားမှုကိုတစ်ဆက်ပြန်ကြည့်မယ်ဆိုတော့ तू ကဒီအာဟိုအင်တာဆက်ရှင်လောက်တာပေါ့ဘောလုံးလမ်းကြောင်းဖြတ်တောက်တာအဲ့တော့18 အာ16ဂျင်လောက်ထားရဲ့ဒါကပရီးမီးယားလီးယား forward တွေထဲမှာအဆင့်3ထိချိန်တယ်အဲ့တော့ဒီနံပါတ်ရဆိုတော့မစိုးဘူးပြီးတော့အဘောလုံးပြန်လဲပြန်လဲရရှိတာ position win မှာသူက125ဂျင်ရှိရဲ့ဒါပရီးမီးယားလီးမှာအဲပရီးမီးယားလီးရှိတဲ့နေရာမှာအဆင့်6အဲ့လိုအဲ့လိုမျိုးဂိမ်းနန်းနေရာဆိုတော့ဒါသူရဲ့ defensive work ကသူသူခံစားကစားပုံကတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါဒီလိုမျိုးကစားနိုင်မလားဆိုတော့အမောနေဒီလို အတင်းကြီးတင်းလို့ present ကစားပြီဆိုမှဒါတကယ်လုပ်နိုင်မှာဆိုတော့ကျွန်တော်တို့မြင်ရမှာဖြစ်တယ်အဲ့တော့ go to that go ဘလို့ကန်သွင်းလဲ go ဘောက် go ဘလောက်ချိန်ချောက်နိုင်တယ်တည်တဲ့ Bruno Fernandes တယောက်တည်းပဲ United မှာကဒီ go ရဖို့အတွက်ကိုဟိုအားကိုးနေရတာပေါ့အဲ့တော့ Konya Konya က तू အာ तू ရဲ့နောက်ဆုံးစီစဉ်နှစ်ခုမှာ तू expected go ပေါ့ go ရနိုင်တဲ့အခွင့်အရေး expected go 18.1နှစ်မှာ तू อ่ะ29 29กูที่ตวินနိုင်ရယ်အဲ့တော့ तू อ่ะ expected goal ထက်ကိုပို့ပြီးတော့ goal သွင်းနိုင်တယ်ပေါ့ဆိုလိုတဲ့သဘောอ่ะဗျာအာ clear cut chance နေတကယ် chance အရင်ကောင်းတဲ့ခွင့်ရေးတွေမဟုတ်ဘဲနဲ့မတည်ကြတဲ့အခွင့်အရေးတွေမှာပါ तू ကိုးရအောင်သွင်းနိုင်တယ်အဲ့ထက်အဲ့ကအဲ့လို over perform ဖြစ်နေတဲ့အကြောင်းအရာတွေတကူကဒါတော့ဒီတော့မပါပါဘူးပါလို့ဆိုတော့အဝေးကိမြတ်ကံလို့အဝေးကိမြတ်ကံရင်အဝေးကိကံနဲ့အလုံးတွေမှာ HG ကနေတယ် အဲ့တော့ तू อ่ะ AG ထက်ကို तू อ่ะဂိုးအများကြီးပူရတယ် तू อ่ะအဝေးကအကောင်းဆုံးဟောဘယ်တော့ area ပြမနေပြီးဂိုးအများဆုံးဟောတွင်းနဲ့လူစင်းနဲ့မှာပါတယ်ဗျအဲ့တော့အဲ့တော့ဒီကွန်ညာက2024 2025မှာဂိုးအဂိုးဂိုးအစစ်ကခုတတင်းလုံးက38.9ရာခိုင်နှုန်းလောက်ထားအဲရထားတယ်ဗောနောအဲ့ဒါကဒီ ပရီးမီးယားလိဒီဗီရှင်တစ်ခုလုံးမှာ၉ရောင်းမြောက်အများဆုံးဖြစ်တယ်အဲ့တော့ဘရူနိုဖာနန်ဒက်ကဂိုးရန်အဆင့်၁၈ခု၁၈ချိန်လောက်ထားတာဒါမန်ချက်စတာယူနိုက်တက်တသင်းလုံးနဲ့ဆိုရင်40ရာခိုင်နှုန်းလို့ရှိတယ်ဒါပရီးမီးယားလိမှာဆိုရင်၆ရောင်းမြောက်အဲဟိုအဲပါစနစ်အရအများဆုံးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကစားသမားနဲ့တသင်းထဲမှာဆိုရင်တော့ဘရူနိုဖာနန်ဒက်ကြီးကဝန်တွေကိုကိုညာကောင်းကောင်းကြီးသူကဟိုလွှဲပြောင်းပေးနိုင်တယ် ဆိုပြီးတော့ကျွန်တော်တို့ယူဆလို့ရတော့ဒီပုံမှန်ဆိုရင် မြင်လာတဲ့ဒီကျဲပြထားတဲ့နေရာကသူ goal goal ရသွားတဲ့နေရာလေးအမှ box အပြင်က goal တွေကိုမြင်ရလိမ့်မယ်အဲ့တော့ဒီလို box အပြင် goal တွေက AG နေတယ် AG နေတော့ဆိုတဲ့သဘောက AG နေတော့သူ AG over perform ဖြစ်တယ်ဆိုတော့အာရထားတဲ့ AG တဲ့သူ goal ပို့ရတယ်တော့ဗျာအဲ့လိုမျိုးပြောလို့ရတယ်အဲ့တော့ဒီမှာ expected goal နဲ့အဲဒီကြားမှာဆိုရင်သူ expected goal နဲ့သူ ရတဲ့အဲကိုကိုဒီမှာဒီကြားမှာဆိုမြင်ရနေမယ်။ Okay အဲ့တော့သူက expected asset level သူကပို့ပြီးတော့မြင်ရတာလေ expected asset မှာ8.23ပေါ့နော်8.23 expected asset ကနေပြီးတော့သူက73ချိန်အထိတော့ goal ဖန်တီးပေးနိုင်တယ်။အဲ့တော့ဒီဟာလည်းဒီသဘောတရားလည်းပဲသူ မရနိုင်တဲ့အခွင့်ရေးအရင်နေတဲ့အခွင့်ရေးတွေမှာသူက၉ရောင်းလုံနိုင်တဲ့အခွင့်ရေးတွေကောင်းကောင်းဖန်တီးပေးနိုင်တယ်ဒါဒီ United မှာအဲဆိုရင်အသုံးဝင်နိုင်တယ်ဒါပေမဲ့ဒီဟာကိုဆက်ပြီးထိန်းထားနိုင်မှာလားဒါကတော့ဟိုစဉ်းစားရရှိတယ်ဒီတစ်ခုရှိတာ United မှာကစားမယ်ဆိုပို quality ကောင်းတဲ့ player တွေဝင်းရံနေမှာဖြစ်တဲ့ပြည်သူ့မှာဒီအခွင့်ရေးတွေကအများကြီးပိုရတယ်အဲ့တော့ဒီဟာမျိုးပိုပြီးတော့လုံနိုင်မှာလားပေါ့နော် ဲ့တော့ဒီဆောင်းမရှင်ကနောက်ဆုံးအနေနဲ့ပြောသွားတဲ့အကြောင်းအရာသူ့ရဲ့နီးနီးပြဟောင်းတယောက်ကအင်တာဗျူးမှာပြောသွားတဲ့အကြောင်းအရာကိုသူကပြောပြောသွားတယ်အဲ့တော့ तू ကကိုညာလိုကစားသမားကလွတ်လပ်နဲ့ဒီဘောလုံးပါရမီနဲ့ကစားတဲ့တက်ကစားသမားမျိုးတစ်ဖက်ကနောက်တန်းကိုကြည့်ပြီးတော့ तू ကနီးဗျူးဟာအရာဆောင်းတိုင်းကိုကစားရတာမျိုး तू မကြိုက်ဘူး तू လှုပ်ချင်တာရှိရင်လွတ်လပ်ပဲလှုပ်လိုက်တယ်လွတ်လပ်ပဲကစားရတာကိုကြိုက်တယ်အဲ့တော့နီးဗျူးဟာဘိုင်းဆိုင်ရာမှာ အမြန်လိုက်နိုင်မလို့ပေါ့ပြောရတော့ကျွန်တော်တို့ကဒီ wolf နဲ့ manchester united နဲ့တွေ့တဲ့ပွဲမှာသူကတကိုးသွင်းပြီးတကိုးဆေးရတယ်အဲ့ဒီတဲမှာရတဲ့တကိုးကသူတောင်းကပေါ်တိုင်းကန်သွင်းသွားတာဒါပြောရတော့ဒါပြူဟာအပြေဘက်ကနေသူလှုပ်ချင်တာလှုပ်သွားတာပေါ့နော်အဲ့လိုမျိုးကိုအမော်ရင်ထိန်းချုပ်နိုင်ပါလားဒါကတော့ရောက်လာမှပဲသူသိရမယ်အကြောင်းအရာပေါ့နော်အဲ့မှာပဲသူကဆောင်းပါးကိုအဆုံးသတ်ထားတယ်အဲ့တော့အဲ့တော့ပြောရရင်တော့အာ သူဒီထဲမှာပြောသွားတဲ့အကြောင်းအရာတွေကအနည်းချုပ်ကတော့ဒီ Manchester United လိုနေတဲ့နံပါတ်10ရိုးနေရာမှာကိုညာကောင်းကောင်းကစားနိုင်တယ်လက်လက်နံပါတ်10ရိုးနေရာမှာကောင်းကောင်းကစားနိုင်တယ်သူကနောက်တန်းပေါ်ပေးတဲ့ဘောလုံးတွေကောင်းကောင်းလက်ခံပြီးတော့ဒီ half turn နေလုံနိုင်တယ်ပြီးတော့ဒီအာ goal နဲ့ assist ကိုလည်းသူကအတိုင်းအတာတစ်ခုဒီ Bruno Fernandes ကြီးကသူလွှဲပြောင်းပြီးယူပေးနိုင်တယ် အဲ့တော့ပြီးတော့ defensive work ကလည်းဒီ interception ပေါ့နော်ဘောလုံးဖျက်တောက်တာမျိုးတွေတကယ်လောက်တာမျိုးတွေမှာအဲဘောလုံးလူယူတာမျိုးတွေမှာမစိုးဘူးအဲ့တော့ဘယ်လောက်ထိလုံနိုင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့ပဲရှိတယ် okay အဲ့တော့အဲ့တော့ဒါကတော့ Premier League ကနေပြီးတော့အဲသူသုံးသပ်ထားတဲ့ analysis ပေါ့နော် analysis တခုရှိရယ်ကိုညာအဲကိုညာဟိုဘာကြောင့် Manchester United ကလိုအပ်တယ်လဲဆိုတော့ကျွန်တော်ပြန်လည်ပြီးတော့ဖော်ပြပြီးသွားတာဖြစ်တယ်အဲ့တော့ ကျွန်တော်နောက်လဲဗီဒီယိုလေးဆက်ပြီးလုပ်ဖြစ်ဖို့ရှိတယ်။တေချာတော့တောက်ကြနေညာတိုင်းမှာတက်နိုင်သလောက်တော့ကျွန်တော် live ရှိမယ်။အမကြီးကိုရေးနဲ့စကားပြောကြမယ်။အာဒီဗီဒီယိုလေးတွေကတော့ကျွန်တော်အခါခွင့်သိရင်သိတယ်လို့ဆက်ပြီးလုပ်သွားဖို့ရှိတယ်။ကျွန်တော်အဲလုပ်ဖြစ်မှာပါ။အဲ့တော့ကျွန်တော်ဗီဒီယိုလေးသဘောကျနေသလားဆို last rush yellow blue down ဆိုပါကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်။ Friday night မှာတွေ့ကြမယ်။